YouTube video တွေဖန်တီးတဲ့အခါမှာကျမတို့လို YouTuber အသစ်တွေအတွက်တည်ထားတဲ့ copyright အမျိုးအစားနှမျိုးအကြောင်းကိုဒီကနေ့ပြောပြသွားပါမယ်။ းစားက copyright client ဖြစ်ပြီးတော့ဒုတိယမျိုးစားက copyright strike ဖြစ်ပါတယ် copyright client ကဘလို့အချိန်ဒီမှာမိတက်လဲဆိုတော့ကျမတို့ကသူများတွေဖန်တီးထားတဲ့ image ကိုဖြစ်တဲ့ music ကိုဖြစ်တဲ့ video ဖြစ်စေသွားပြီးတော့ဒစိမ့်စီသာဥချပြီးတင်တာပေါ့နော်အဲ့ဒီအချိန်မှာ YouTube ကပေးတဲ့ copyright အမျိုးအစားဖြစ်ပါတယ်ဒီ copyright အမျိုးအစားကမူလပိုင်ရှင်ရှိသူကသူ့ရဲ့ဖန်တီးချက်တွေကိုကျမတို့ကိုခွင့်ပြုထားတဲ့အတွက်ကြောင့်မို့လို့ ကျမတို့ channel အတွက်ကြီးမားတဲ့ထိခိုက်မှုတော့မရှိဘူးပေါ့နော်ဒါပေမဲ့လည်းမမေ့ရင်တော့အကောင်းဆုံးပဲပေါ့နော် ဒုတိယမျိုးစားဖြစ်တဲ့ copyright strike ကတော့မူလပိုင်ရှင်ကနေပြီးတော့သူဖန်တီးထားတဲ့အရာတွေကိုယူတင်ဖို့အတွက်ခွင့်ပြုထားဘူး။အဲ့တော့ကျမတို့ကအဲ့ဒီအရာတွေကိုယူပြီးတင်လိုက်တဲ့အခါမှာသူကနေပြီးတော့ YouTube ကိုတိုင်ကြားစာပို့ပြီးတော့ဒီဗီဒီယိုကိုဖျက်ချဖို့အတွက်တောင်းဆိုတာပေါ့နော်။အဲ့ခါကျရင်ကျမတို့ကဒီဗီဒီယိုဖျက်ချနိုင်တယ်ပေါ့။ဒါပေမဲ့ဗီဒီယိုနှစ်ပုတ်သုံးသုံးပုတ်တက်ကြော်ပြီဆိုလို့ရှိရင်တော့ကျမတို့ channel တစ်ခုလုံးမှာပြတ်ကျသွားမယ့်အနေရရှိလာတယ်ပေါ့နော်။အဲ့အားကြောင့်မို့လို့ဒီ copyright ကကျမတို့အတွက်အင်တန်အရေးကြီးပါတယ်။အဲ့တော့ copyright နှစ်ခုစလုံးကတော့မပြီးရင်ကျမတို့အတွက်အကောင်းဆုံးပဲပေါ့ဒါကြောင့်ကျမအကြံပေးချင်တာကတော့ကိုယ်ပိုင်ဖန်တီးထားတဲ့အုံကုတ်တက်တွေကိုပဲလုပ်စေချင်ပါတယ်ပေါ့နော်။ဒါမဲ့ဆောင်ရမယ့်ရှာလေးတွေကိုကျမအပတ်စဉ်တင်ပြပေးသွားမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ကမ္မမှာလည်းမိတ်ဆွေတို့သိကျင်တဲ့အရာတွေကိုရေးပြီးတော့ထားခဲ့နိုင်ပါတယ်။နောက်တစ်ခါဗီဒီယိုလုပ်တဲ့အခါမှာအဲ့ဒီကြောင်းရာလေးတွေကိုထည့်ပြီးတော့ကျမကပြောသွားပေးမှာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်။